ားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့တင်ကိုလက်ဖြစ်ပါတယ်ကျွန်တော်ကတော့ကောင်ဆလာတယောက်ဖြစ်ပါတယ်ကျွန်တော်တို့28ရက်နေ့မှာကြုံခဲ့ရတယ်ငလျင်တန်ဟာကျွန်တော်ရဲ့နိုင်ငံတော်မှာပျက်စီးဆုံးရှုံးမှုကိုအများကြီးဖြစ်စေခဲ့ပါတယ်ရုပ်ပိုင်းဆိုင်ရာအရာတိခိုက်နေတာမှုတွေအများကြီးဖြစ်စေခဲ့လို့စိတ်ပိုင်းဆိုင်ရာအရာတယောက်မှုတွေရာလဲကျွန်တော်ယခုကာလမှာထူထောင်ရေးကာလအထိပါအများကြီးတယောက်မှုတွေရှိနေပါတယ်လေလာဆန်းစစ်ချက်တွေအရာဆိုရင်ဒီအခုဖြစ်သွားတဲ့ငလျင်ဒေတာဟာ တဘာဝ BN ရဲ့ထဲမှာဆိုရင်ကျွန်တော်တို့စိတ်တန်ရာလို့ခေါ်ကြတဲ့ post traumatic stress disorder ဖြစ်နိုင်ခြင်းအများဆုံးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီကာလမှာစိတ်ပိုင်းဆိုင်ရာအထောက်ပံ့တွေပေးဖို့လိုအပ်ပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့ဒီ mental health professional တွေစိတ်ပိုင်းဆိုင်ရာအရာအထောက်ပံ့ပေးနိုင်နေတဲ့သူတွေဟာဒီကာလမှာလိုအပ်တဲ့ demand စီထက်စာရင်မလုံလောက်တာမျိုးဖြစ်နိုင်ပါ ယ်အဲ့တော့ကျွန်တော်တို့ community support တွေအချင်းချင်းစိတ်ပိုင်းဆိုင်ရာအရာထောက်ပံ့ပေးနိုင်တာတွေဟာဒီကာလမှာအလွန်အရေးကြီးတဲ့အခမ်းကဏ္ဍတစ်ခုဖြစ်လာနိုင်ပါတယ်အဲ့တော့ကျွန်တော်ကဒီဗီဒီယိုမှာအချင်းချင်းဘယ်လိုမျိုး mental health အရာ support ပေးသွားမလဲကိုကိုကိုရောဘယ်လိုမျိုးထိတ်ခဲလုပ်သွားမလဲ self care လုပ်သွားမလဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးပြောသွားမှာဖြစ်ပါတယ် လက်တလောထိခိုက်ကြဆင်းမှုတွေပြင်းထန်တဲ့နေရာတွေမှာဆိုရင် အသက်ဘေးအန္တရာယ်ရနေကယ်ဆယ်နိုင်မှုလုံခြုံတဲ့နေရာတွေကိုရွှေ့ပြောင်းနိုင်မှုပြီးတော့အဓိကလိုအပ်တဲ့ဇီဝအကူအညီတွေအခြေခံလိုအပ်ချက်တွေဖြစ်တဲ့အစာအစာရေအမိုးအကာအဝတ်အထည်တကူရေသုံးပစ္စည်းတွေကို ထောက်ပံ့ပေးနိုင်ပြီးတော့အကူအညီပေးမှုတွေထဲမှာ psychological first aid စိတ်ပိုင်းဆိုင်ရာရှေးဥတုနာပြုနေလို့ခေါ်တဲ့ PFA နည်းလမ်းတွေကိုတက်မြောက်ထားသူတွေဆိုရင် ကျွန်တော်တို့အကူအညီလိုအပ်သူတွေတောကရောက်နေတဲ့လူတွေကိုဒီ PFA နီးလန်းအနေနဲ့အသုံးပြုပြီးတော့အထောက်ပံ့ပေးနိုင်ပါတယ်ဒီ PFA နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးလှုပ်ဆောင်ရမလဲဘာလေးလှုပ်ရမလဲဆိုတာကတော့ကျွန်တော်တို့အောက်က comment ထဲမှာ link လေးချပေးထားပါတယ်ဒီ PFA နီးလန်းတွေကိုအလွယ်တကူသင်ယူတက်မြောက်နိုင်ပြီးတော့ကျွန်တော်တို့ရပတ်ဝန်းကျင်မှာလည်းအလွယ်တကူအသုံးချနိုင်ပါတယ်ဒီနီးလန်းတွေကတော့အခုအချိန်မှာတကယ်ကိုထိရောက်တဲ့အကူအညီတစ်ခုဖြစ်နိုင်ပါတယ်ကိုအကူအညီပေးသူတွေမှာအကယ်လို့ဆက်ပြီးတော့ ုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအရာအထောက်အပံ့တွေဆက်ပြီးလိုအပ်နေရဆိုရင်လည်းအကူအညီပေးနေတဲ့အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပေးနေရမျိုးပါလေဒီကာလမှာအရင်အရေးပါပါလေဒီကာလမှာပျက်စီးဆုံးရှုံးမှုတွေထိခိုက်နေတာမှုတွေအများကြီးမကြုံရပါပဲလေငလင်းဖြစ်ပွားစဉ်က ဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့ခံစားချက်တွေတည်င်းနေစရိုက်ကြရတဲ့အခါဒီတည်င်းနေကြောင်ဖြစ်လာတဲ့စိတ်ခံစားချက်တွေကြောင့်ကျွန်တော်ကဒီအချိန်မှာလေစိတ်ထိခိုက်မှုတွေပြင်းပြင်းထန်ထန်ဖြစ်နိုင်တာမျိုးရှိပါတယ် ဲ့တော့အချင်းချင်းကိုညီထောက်ပံ့တဲ့အခါမျိုးမှာအကောင်းဆုံးတော့နီလန်တစ်ခုကတေချာလီနားထောင်ပေးခြင်းပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ခံစားချက်တွေဖြစ်နေတာလေးကိုဖွင့်ပြောခြင်းကတကယ်ကိုကောင်းမွန်တဲ့စီတစ်ခွက်ဖြစ်ပါတယ်။အဲ့တော့အကူအညီလိုအပ်တွေကိုတေချာလေးနားထောင်ပေးတာသူတို့ခံစားချက်လေးကိုအတိမတ်ပြုပေးတာဝေဖန်ပြစ်တင်ပြစ်တင်တာမျိုးမပြုလုပ်တာဥပမာဟိုမှာအများကြီးပျက်စီးကုန်ပြီနေဖြစ်နေရာကိုလာမကြီးနဲ့ဒီလိုတွေပြောတာမျိုးမလုပ်ဘဲနဲ့ တေချာလေးအတိမတ်ပြုပြီးပြီးတော့သူတို့ခွန်အားဖြစ်စေမယ့်စကားလေးပေါ့ဥပမာငါမင်းနဲ့အတူတူရှိနေပါတယ်မင်းလုံခြုံနေပါပြီဒီလိုလေးပြောပြရတာကတကယ်ကိုအထောက်အကူဖြစ်စေပါတယ်ပြီးသွားတော့ကိုယ့်ရဲ့ပဝင်းချင်းအားလူတွေကိုယ့်ရဲ့ဘေးနားအားလူတွေကို check in လုပ်ပြီးတော့လက်ရှိသူတို့အတွက်တဘာဝကြားတဲ့လက်တွေ့ကြားတဲ့အကူအညီထောက်ပံ့မှုတွေပေးတာမျိုးလေးပေါ့နော်ဥပမာဟင်းချက်ကြွေးတာမျိုးလေးတွေ ိုးနဲ့အတူတူရှိပေးနေရမျိုးလေးရာလေဒီကာလမှာစိတ်ပိုင်းဆိုင်ရာအတွက်အများကြီးခွန်အားဖြစ်စေနေပါတယ်။ပြီးသွားတော့သူတို့ဆက်လို့နိုင်တဲ့အကူအညီရှိနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာအရာကူညီလိုအပ်တဲ့ဆိုရင်လေ Mental Health Professional Counselor နဲ့ချိတ်ဆက်ပေးတာရုပ်ပိုင်းဆိုင်ရာအရာအကူအညီလိုအပ်တဲ့ဆိုရင်လေဆရာဝန်နဲ့ချိတ်ဆက်ပေးတာမျိုးပါလေအများကြီးထောက်ပံ့ဖြစ်နိုင်ပါတယ်။အဲကျွန်တော်ကိုယ်တိုင်လည်းဖြစ်ပါတယ်ဒီကာလမှာကျွန်တော်တည်င်းနေဖတ်ပြီးဒီအချိန်ကြီးဂျုံရပြီးရနောက်ပိုင်းမှာ ကုကူဝန်းနေတာ၄အားမလို့အားမရဖြစ်တာ၄ကုကယ်ရမယ်ဖြစ်တာ၄ငါဘာမှမလုပ်နိုင်ဆိုတဲ့အတွေ့ဒီအတွေ့အကြောင်းကိုမှစိတ်ပိုင်းဆိုင်ရာရာ ဖြစ်စီမှုတွေဖြစ်လာနိုင်တာမျိုးရအများကြီးရှိနိုင်တယ်အဲ့တော့ကျွန်တော်ကသူများကြီးကိုကူညီဖို့ဆိုရင်ကုကူတိုင်းလည်းကျမ်းမာတန်ဆွမ်းတွေကိုလိုအပ်တာပေါ့နော်အဲ့တော့ကျွန်တော်ဥပမာလေးတစ်ခုနဲ့ပေးရမယ်ဆိုရင်ကျွန်တော်ကရင်ွေးအိုးလေးတစ်လုံးချက်မယ်ဆိုရင်ဘေးနာရင်ွေးချမ်းဖန်ကွယ်လေးကိုပြည့်နေဖို့ဆိုရင်ကိုကိုတိုင်းလည်းဒီရင်ွေးအိုးလေးကပြည့်နေဖို့လိုအပ်တာပါ တော့ဒီကာလမှာလည်းကိုယ့်ကိုစောင့်ရှောက်ဖို့အရန်အရေးကြီးပါတယ်အဲ့တော့ဘယ်လိုလေးဆက်ဖဲလောက်သွားမလဲဆိုတာလေးကိုကျွန်တော်ဆက်ပြီးတော့ပြောသွားပါမယ်အဲ့တော့ခန္ဓာကိုယ်ကလည်းအရေးကြီးတယ်အဲ့တော့ physical health ကိုပြည့်စုံဖို့လိုအပ်တာပေါ့နော်အဲ့တော့အာဟာရပြည့်ဝအောင်စားသုံးတာမျိုးတွေအိတ်ချိန်လုံလုံလောက်လောက်အိတ်တာမျိုးတွေရေဓာတ်ပြည့်ဝနေဖို့ဒီလိုမျိုးလေးကိုပြည့်စုံတာမျိုးကအရန်အရေးပါပါတယ်ပြီးတော့ဒီကာလမှာဆိုရင်လုံချင်ကန်ရေစိတ်တွေမရှိတာမျိုးပင်ပန်းရွှန်းတဲ့နေရာမျိုးတွေဟာအကျုံရလေးရှိတယ် ဲ့တော့ကိုယ့်ရဲ့ပုံမှန် routine လေးအတိုင်းလည်းပတ်နေအောင်ကြိုးစားကြည့်တာမျိုးပါလေအထောက်ပံ့ဖြစ်နိုင်ပါတယ်ကိုယ်လက်လှုပ်ရှားလေးခြင်းငံလေးလုပ်တာမျိုး exercise လေးလုပ်တာမျိုးပါကိုယ့်ရဲ့စိတ်ကောခန္ဓာကိုယ်ရောကို အများကြီးအထောက်ပံ့ဖြစ်စေနိုင်ပါတယ်ပြီးတော့တော့တခုရှိတာကဒီအချိန်လေးမှာ social media ပေါ်မှာအများကြီးအချိန်ဖြုန်းမိနေရမျိုးရှိတတ်တယ်ကျွန်တော်တို့ information တွေရယူဖို့အတွက်က social media အရန်အရေးပါပါတယ်ဒါပေမဲ့ false information တွေတချို့သတင်းတွေကြောင့်လည်းကျွန်တော်ကစိုးရိမ်ပူပန်မှုတွေပိုပြီးတော့ပြင်းထန်လာမျိုးဖြစ်တတ်တယ်။အဲ့တော့ social media time လေးကို limit လုပ်ချင်လိုက် limit လုပ်လိုက်တာမျိုးပါလေကိုအတွက်အများကြီးအကျိုးရှိနိုင်တယ်လို့ထင်ပါတယ်ဒါလေးလည်းကျွန်တော်တိုက်တွန်းချင်ပါတယ်ခံစားချက်လေးရဲ့အရန်ပြင်းထန်လာတဲ့အချိန်ဒီမှာဆိုရင် ိုယ့်ရဲ့ခံစားချက်တွေကိုယုံကြည်ရတဲ့လူတွေစီမှာဖွင့်ပြောကြည့်တာ journaling လုပ်တာပြီးတော့တော့အသက်ရှူလေ့ကျင့်ခန်းနေ grounding exercise လုပ်ကြည့်တာမျိုးပါလေအများကြီးအထောက်ပံ့ဖြစ်နိုင်ပါတယ်အဲ့တော့ကိုစီကိုစီအတွက်တကယ်ကိုအသုံးဝင်တဲ့အစဉ်ပြေတဲ့ self care နည်းလမ်းလေးတွေ coping techniques လေးကိုအသုံးပြုပြီးတော့ဒီကာလကိုကျွန်တော်ကြော်ဖြတ်သွားဖို့လိုအပ်ပါတယ်ဒါမဲ့ဒီနည်းလမ်းလေးတွေကကိုယ့်အတွက် healthy ဖြစ်နိုင်တဲ့ကောင်းမွန်တဲ့နည်းလမ်းလေးတွေရောဖြစ်ဖို့လိုအပ်တာပါเนาะအဲ့တော့ ကိုအတွက်ကောဒီကာလမှာကိုရဲ့ပဝင်းခြင်းကမိသားစုတွေတငယ်ချင်းတွေဆွေမျိုးတွေကိုရဲ့ပဝင်းခြင်းကအတည်ရေပေါ့ဒီထဲမှာ professional help တွေ counseling တွေလိုအပ်တဲ့အခါမျိုးမှာလည်းလမ်းညွှန်ပေးဖို့ကိုကိုယ်တိုင်လည်းလိုအပ်တဲ့အခါဒီ professional help တွေကိုရယူဖို့အတွက်ကျွန်တော်တိုက်တွန်းချင်ပါတယ်ဒါဒီကာလမှာတကယ်ကိုအရေးပါပါတယ်အဲ့တော့ဒီကာလကြီးကကျွန်တော်အတွက်တကယ်ကိုခက်ခဲကြမ်းတမ်းတဲ့ကာလကြီးပါအဲ့တော့တရားဝင်တရားအကူအညီပေးရင်း ဖိမရင်ပဲကျွန်တော်ဖြတ်ကျော်သွားဘူးလို့အပ်တာပေါ့နော်အဲ့တော့တနိုင်တဲ့ဘက်ဘက်ကလည်းပါဝင်ပြီးတော့အကူအညီပေးကြဖို့ဝေအားလူအားတနိုင်တဲ့လောက်လေး contribute လုပ်သွားဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးရဲ့ comment box မှာလည်းဒီ mental health support ရနိုင်တဲ့ counseling ရနိုင်တဲ့အချက်အလက်လေး link လေးစုစည်းထားတာမျိုးရှိတယ်ပြီးတော့ PFA နဲ့ပတ်သက်တဲ့ articles လေး link လေးလည်းကျွန်တော်စုပေးထားပါ တယ်ဒီကနေလည်းသစင်လည်းကျွန်တော်အများကြီးလေ့လာနေရပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ဒီ BNE ရဲ့ကက်ဆူကြီးအနေနဲ့အမြန်ဆုံးထူထောင်နိုင်ဖို့ညွှန်လင်းပါတယ်ကျွန်တော်တို့အားလုံးအတူတူရှိနေပါ